ဒေါ်လထရန့်ကတော့ကာကွယ်ရေးဘတ်ဂျက်တွေတိုးမြင့်တောင်းခံလိုက်ပြီဖြစ်ပါလေ။နိုင်ငံလုံးချင်းဘတ်ဂျက်အတွက်ဒေါ်လာ1.3ထရီလီယံထိစံချိန်တည်းအောင်တောင်းခံဖို့ထွက်ကစီစဉ်နေပါလေ။ဒေါ်လထရန့်ဟာတခြားတခြားသောကဏ္ဍတွေမှာတော့ဘတ်ဂျက်ပေါင်းများစွာဘီလီယံနဲ့ချီရှော့ချနိုင်ပြီမလဲ။ကာကွယ်ရေးကဏ္ဍကိုတော့ထရီလီယံနဲ့ချီအောင်တင်လိုက်တာဖြစ်ပါလေ။ ဒါမဲ့အော်တိုဘတ်တစ်ကစတင်မဲ့ဗန်နာရဲ့နှစ်သက်အတွက်နိုင်ငံလုံးချုံရဲ့30ကိုဒေါ်လာ1.3ထရီလန်တီစံချိန်တရာတောင်းဆိုမှာဖြစ်ကြောင်းအဲ့ဒီပမာဏဟာဒီနှစ်အသုံးစရိတ်ကိန်းဂဏန်းထက်73ရာခိုင်နှုန်းကျော်ကြောင်းဒီကိစ္စနဲ့နှီးဆက်တဲ့အစိုးရအရာရှိတွေကပြောပါတယ်။ American ကောက်ွယ်ရေး30စိတ်ဟာ Golden Dome ဒုံးကြီးကောက်ွယ်ရေးစီမံကိန်းသင်းမောတိဆောက်ရေး Nuclear ခင်မီနဲ့နယ်စပ်လုံးချုံရဲ့အတွက်အဓိကရှိရတာဖြစ်ပါတယ်။ အဲ့ဒီပမာဏနဲ့မှစစ်မှုထမ်းနေရလစာ3.800ကျော်ကတော့တိုးပြီးဖို့လဲပါဝင်တယ်လို့ဆိုပါတယ်အခုလိုကာကွယ်ရေး30ရက်73ရက်ကတော့တိုးလိုက်တာဟာတမနာဟောင်းရေကင်းလက်ထက်ကကာကွယ်ရေးတိဆောက်မှုကိုတကြောပြန်ထင်ဟပ်စေပါတယ်ဤလိုမစရကုန်ကြစေလျှော့ချရေးကြိုးပမ်းမှုဒစီတပိုင်းအနေနဲ့ပင်ကုန်စစ်ထနာချုပ်ရဲ့30ချို့ကိုလျှော့ချဖို့ထရန့်ဆိုရကစူးစမ်းခဲ့ပြီမယ်သက်ဆုံကာကွယ်ရေး30တိုးမြှင့်ကိုတော့လိုလားနေစေဖြစ်ပါတယ် စွန့်ဌာနဖရယ်စုံစမ်းစစ်ဆေးဘူနဲ့တခြားအသေးစားဌာနတွေအတွက်ကာကွယ်ရေးဆိုင်ရာပံ့ပိုးကူညီမှုပါဝင်စုစုပေါင်းဘတ်ဂျက်တောင်းငံမှုဟာစုစုပေါင်းပြည်တွင်းအသတင်းထုတ်လုပ်မှုတန်ဖိုးရဲ့၃ဒသမ200ခန့်လို့ရှိလို့2024ဘန်နာရေးနှစ်တုန်းကကိန်းဂဏန်းနဲ့ဆင်တူပါတယ်ဒါလက်ရှိ2025အတွက်စုစုပေါင်းမြို့သားလူကြုံရေးသုံးစိဟာဒေါ်လာ192.3ဘီလီယံကနေတက်လာတယ်လို့ Bloomberg သတင်းမီဒီယာကရှင်းတာထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ လူမှုကွန်ရက်မှာပေါ့ဟမ်မင်းကြီးဝတ်စုံတဲ့တပ်ပေါ်တင်တဲ့ဒေါ်နယ်ထရန့်ကိုကက်သလစ်ဘာသာဝင်များစွာကဒေါသထွက်နေပါလေ။အန်အော်တကြီးဖြစ်ရတဲ့စတန်ထွေလုံးများစွာကိုအငင်းပွားပွဲဇက်တိုက်လှုပ်ဆောင်ပြနေတဲ့အမေရိကန်သမ္မတထရန့်ဟာကက်သလစ်ဘာသာဝင်တို့အထုံးမြတ်တင်မြှောက်ရပေါ့ဟမ်မင်းကြီးဖရန်စစ်ကွဲလွန်တာ၁၇ရက်သာရှိသေးခြင်းသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ AI နဲ့လုပ်ထားတဲ့ ပေါ်ဟမ်မင်းကြီးဝတ်စုံပြင်းနေဒီပုံကိုတင်ခဲ့တဲ့အတွက်တကဘာလုံးမကက်သလစ်ဘာသာဝင်များစွာကဒေါသပေါက်ကွဲခဲ့ပါလေပေါ်ဟမ်ကြီးမင်းကြီးစာပနာကိုရန်တယောက်ခဲ့တာရပ်ပိုင်းသာရှိသေးတဲ့ဒေါ်နယ်ထရန့်ဟာသူ့ရဲ့ threat social လူမှုကွန်ရက်နဲ့ ace လူမှုကွန်ရက်အကောင့်တစ်ခုလုံးမှာပေါ်ဟမ်မင်းကြီးဝတ်စုံနဲ့လက်ညှိုးကတစုံတယောက်ကိုကောင်းချီးပေးနေဟန် AI တပ်ပုံကိုတင်က caption စာသားကတော့ front on charter social လို့ရေးသားတင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ AB 30ရနေ့ကပင် Imperial မှာ Donald Trump ကို ကွယ်လွန်သွားတဲ့ Pohenji Francis နေရာမှာဘသူ့ကိုအစားထိုးတာမြင်လို့ပါတယ်လို့ဒီနေ့တော့လည်းမေးမြန်းတော့ Trump ကရွဲ့ပြီးငါပဲ Pohenji ဖြစ်ခြင်းနဲ့ငါအတွက်နံပါတ်1ရွေးချယ်ရလဲဖြစ်နိုင်တယ်လို့ပြန်လဲပြောဆိုပါတယ်။အခု Pohenji ပုံလူမှုကွန်ရက်ပေါ်တင်ခြင်းဟာလဲ ထူးဆန်းအံ့ဩဖွယ်ရာမရှိဘူးလို့အချို့ကစိတ်ပြတ်စွာမှတ်ချက်ပေးပါတယ်။ဒီကဘာလုံးကကက်သလစ်ဘာသာဝင်တမောင်းများစွာတော့ထိုင်းရဲ့လုံရက်ပေါ်မလီမစားလုံးမှုဆက်ဆုပ်ရင်းရှာဖွယ်လုံရက်ရိုင်းဆိုင်မှုစော်ကားမှုအစရှိတဲ့စကလုံးတွေနဲ့အပြင်းထန်ဝေဖန်ပါတယ်။အတိတ်နဲ့အနာဂတ်အတွက်ကက်သလစ်ဘာသာဝင်အားလုံးရဲ့ခေါင်းဆောင်များကိုကြီးစွာသော လေးစားမှုအကြီးတန်တဲ့လုံရက်ဖြစ်ပုံပြန်ဖြစ်ဖို့တောင်းဆိုမှုများစွာရှိပါတယ်။ထရန်အနေနဲ့ဒီလိုပုံပုံများဘာကြောင့် တင်လဲဆိုတာလုံးဝစဉ်းစားလို့မရဘူးလို့ထရရဲ့ထောက်ခံသူတွေက ပြောပါလေနောက်ထပ်သင်ဖို့ပြောချင်ပါလေအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာပြန်လည်စည်းလေးချင်းမှုတွေလုပ်နေပြီးအင်အားပြနေပါလေအိန္ဒိယထင်ကြုံထားတဲ့ကက်စမီးယားဒေသမှာတိုက်ခိုက်မှုတွေပြီးတင်းမာမှုတွေမြင့်တက်နေတဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာပြန်လည်ဆင့်အားပြသပြီးစည်းလေးချင်းမှုလုပ်ခဲ့ပါတယ် အိန္ဒိယလက်ထက်ဟာမြန်လန်းတျှောက်မှာလင်းရင်တွေဆင်းသက်တာနဲ့ပြန်တမ်းမှုလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီးဒါဟာတိုက်ခိုက်မှုတစ်ခုကြောင့်လင်းရင်ပြေးလန့်နေအသုံးပြုမရရင်အမြန်လန်းကိုအသုံးပြုဖို့လေ့ကျင့်မှုဖြစ်ရှုမြင်ရပါတယ်ပါကစ္စတန်ကလည်းတာဝဲပြည့်အမြောက်တွေစစ်လေရင်တွေနဲ့အတူအကြီးစားဆေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီးအိန္ဒိယရဲ့စစ်ရေးလှုပ်ဆောင်မှုမှန်သမျှကိုလှလင်းမြမြန်ပြပြတတတုံ့ပြန်သွားမယ်လို့ပါကစ္စတန်စစ်တပ်ထိတ်တန်းတာဝန်ရှိသူတွေကသတိပေးထားပါတယ် အိန္ဒိယထိုင်းကျော်တဲ့ကက်စနီယာဘက်ခြမ်းမှာပြီးခဲ့တဲ့ AP22 ကတိုက်ခိုက်မှုတွေခီးသွား26ဦးသေဆုံးခဲ့ပါတယ်ဒီကိစ္စမှာပါကစ္စတန်ပါဝင်ပတ်သက်ကြောင့်အိန္ဒိယကဆွဆွဲထားပေမဲ့တစ်ဖက်ကတော့ညှင်းဆုပ်ထားပါတယ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးလူပေါင်း1500ကျော်ဖမ်းဆီးစစ်ဆေးနေပြီးကြကြပြပြရှာဖွေမှုနဲ့အတူနောက်ထပ်ဖမ်းဆီးမှုတွေရှိပါတယ်။ဒီဒေသမှာ1989ခုနှစ်ကအိန္ဒိယအုပ်ချုပ်မှုကိုစတင်တဲ့လက်နက်ကိုင်ပုံကံမှုတွေဖြစ်ခဲ့ပါတယ်။ နယ်နိုင်ငံလုံးကလက်ရှိပိုင်းခြားထိန်းချုပ်ထားတဲ့ကက်စမီယာဒေသတစ်ခုလုံးကိုသူတို့ပိုင်ဆိုင်တယ်လို့အခိုင်အမာဆိုထားပြီးဒီကိစ္စကြောင့်နှစ်ကျင်းတစ်တိုင်ဆစ်ဖြစ်မှုပါလေမကြသေးမီရဲ့အတွင်းကလည်းနှစ်ဖက်တစ်ဖက်ဝင်နေဟာလည်းဆက်မှာအပြန်အလှန်ပြစ်ခတ်မှုတွေဇက်တိုက်ဖြစ်ခဲ့ပါလေတိုက်ခိုက်မှုနောက်ပိုင်းမှာနှစ်နိုင်ငံသတ္တမဆက်ဆံရေးကိုအပြန်အလှန်နှင်ထုတ်မှုတွေနိုင်ငံသားတွေကိုဗီဇာပေးတာရပ်ဆိုင်းမှုတွေလေကြောင်းလိုင်းပိတ်ပင်တာတွေပါဝင်သံတမန်ရေးရာတင်းမာမှုတွေမြင့်တက်နေတာဖြစ်ပါလေလက်ရှိအချိန်မှာတော့ဒီ ကက်စမီးယားဒေသခံတွေကတော့ရင်တမမနဲ့စောင့်ကြည့်နေရတယ်လို့သိရပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကက်စမီးယားပတ်ချံမှာရှိတဲ့တောင်တန်းနဲ့ကြားသိရှိတဲ့ချူရန်ဒါဆိုတဲ့ကျေးရွာမှာအကြောင်းဆရာဆရာမတွေကတော့ဆူတောင်းပေးနေကြပါတယ်။ကလေးတွေကပုံမှန်တိုင်းအကြောင်းတပိမဲ့လဲအကြောင်းသားမိဘတွေကရင်တမောင်းမနဲ့ကြောက်တရားတွေတင်တင်ပြိုးတိုးလာနေတယ်လို့ဆိုပါတယ်။မကြသေးမီကခီးသွားမြောက်များတေဆုံးခဲ့တဲ့တိုက်ခတ်မှုပြီးကက်စမီးယားကိုပိုင်းခြားထားတဲ့ထင်းချုံမှုကြီးရဲ့နှစ်ဖက်လုံးမှာရှိတဲ့ဒေသခံတွေရဲ့ရဲသားတွေခင်ဗျာ ပြိမကတွေဖြစ်ပွားလာမဲ့အရေးကိုတွေးပို့နေကြတာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာကက်စမီးယားဒေသမှာစစ်ပွဲနှစ်ပွဲဖြစ်ခဲ့မှုပါတယ်။နှစ်နိုင်ငံနဲ့ဆက်ဆောင်မှလည်းမရေမတွန်းနိုင်အောင်တိုက်ပွဲတွေထိတွေ့မှုတွေရှိခဲ့ပါတယ်။ဒါကြောင့်အိန္ဒိယချင်းတွေကြားတိမဟုန်တွေတိုးလာချိန်မှာဒေသခံတွေဟာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။လက်ရှိမှာတော့ချွရန်တာကျောက်ဘက်ကကြည့်မယ်ဆိုရင်ပါကစ္စတန်နဲ့အိန္ဒိယစစ်သားတွေဟာသူတို့ရဲ့တင်းစခန်းတည်တည်မှာစစ်ရေးပြင်ဆင်နေတာအတိုင်းသားတွေ့မြင်နိုင်နေဆိုပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အနေငယ်ကလည်းနှစ်ဖက်ကြားပြန်လည်ရှိဖြစ်ခဲ့လို့အဲ့ဒီကြေးရွာမှာအနည်းဆုံးလူ20လောက်သေဘူးပါတယ်။လူဦးရေ1500လောက်အတွက်ရွာထဲမှာဂရုချင်း6ခုရှိတယ်။နှစ်ဖက်လုံးကအချင်းချင်းချင်းချောင်းနေတယ်နေဆက်ကိုစစ်ကြောင်းထွင်ပေးသွားမလဲဒီရွာကတော့စိုးစုံအခြေအနေမှာရှိမယ်လို့သိရပါတယ်ကက်စမီးယားကိုပိုင်းခြားတဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ဘက်ချမ်းမှာရှိတဲ့၆ခုဒီကြောမှာဒေသခံတွေကလည်းသူတို့နေအိမ်တွေနဲ့နီးကပ်တဲ့တောင်ဆောင်တွေပေါ်မှာခိုင်ခန့်တဲ့ခလုံးစရာမိုးကတွေပြင်ဆင်နေပါတယ် ကရုတ်ကြီးနဲ့တိုးထားရတယ်ဖြစ်စံကြတဲ့ကရုတ်ကြီးနဲ့ဆင်းနေရတယ်လို့ဒေတာခန်တွေကပြောပါတယ်ပါကစ္စတန်အောက်ချောကက်စမီယာပြည်နယ်မြို့တော်မှာလည်းပါကစ္စတန်သောရူပီးငွေ1ဘီလီယံကိုရေပေါ်ရေပုံငွေဖြစ်ပြင်ထားပြီးကျေးရွာသီးသီးကိုနှစ်လစာရိတ်ခါရေနဲ့ကျမ်းမာရေးထောက်ပံ့နေပေးဖို့ခဲ့ကြောင်းပါကစ္စတန်အာဏာပိုင်တွေကပြောပါတယ်တကယ်လို့အိန္ဒိယကတိုက်လာမယ်ဆိုရင်ပြစ်မှတ်ထားခံရမှာစိုးရိမ်တာကြောင့်ပါကစ္စတန်အာဏာပိုင်တွေကဒေသတွင်းမှာရှိတဲ့ဘာသာရေးစတင်ကြောင်အလုံးဆယ်ရဲကြာပိတ်ထားဖို့မိန့်ပေးထားတယ်လို့သိရပါတယ် နောက်ထပ်သတင်းပို့ပြောချင်ပါတယ်အခွန်ကိစ္စဆွေးနွေးလို့ကြောင်းအမေရိကန်ကလန်ချက်ကိုတုံးသက်နေပြီးရိုးသားမှုရှိစေခြင်းနဲ့လို့တရုတ်ကပြောနေပါတယ်။အမေရိကန်ဘက်ကတော့အခွန်ကိစ္စဆွေးနွေးဖို့တရုတ်ဘက်ကစတင်ကန့်လန့်လာတာပဲဖြစ်နေဆိုပြီးပြောနေပါတယ်။ဒီလိုမျိုးပြောနိုင်တဲ့တရုတ်နဲ့အမေရိကန်ကြားထဲမှာအပြန်အလှန်ဆိုးသလိုဖြစ်နေပါတယ်။ တရုတ်ထုတ်ကုန်စည်တွေအပေါ်ချမှတ်ခဲ့တဲ့ကြီးလေးတဲ့အမေရိကန်အကောက်ခွန်တွေဟာ145ရာခိုင်နှုန်းထိရောက်ရှိခဲ့ပြီးအပီလမှာအစတဲ့အသက်ဝင်ခဲ့ပါတယ်။ဘေကျင်းကလည်းအမေရိကန်မှာသွင်းခွန်တွေပေါ်အကောက်ခွန်120ရာခိုင်နှုန်းတန်မြတ်သတ်မှတ်ပါတယ်။နီးပညာမြင့်တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့စမတ်ဖုန်းတွေဒပိုင်းလျက်ကူးပစ္စည်းတွေနဲ့ကွန်ပျူတာတွေကိုအမေရိကန်အကောက်ခွန်တွေကယာယီသက်သာခွင့်ပေးထားပါတယ်။ကွန်ကိစ္စဆလုံးလို့ကြောင့်တရုတ်ဘက်ကပြောကြားလာတဲ့လို့အမေရိကန်သမ္မတထရန်ကဂျိမ်းဖန်များစွာဆိုခဲ့ပြီးခုဘက်မှာတော့ သဘောတူညီချက်ရဖို့အလုံးကောင်းမွန်တဲ့ခွင့်လန်းရှိနေပေတယ်လို့သူယုံကြည်ကြောင်းဆိုပါတယ်။အမေရိကန်ဘက်ကကမ်းလှမ်းတာနဲ့ပတ်သက်ပြီးတရုတ်ဘက်ကလည်းရောစရာသုံးသပ်နေကြောင်းပြောပါတယ်။ဒါပေမဲ့ဘယ်စနစ်ပွဲမဆိုအမေရိကန်ဘက်မှယုံတာမှုရှိတယ်ဆိုတာပထမဆုံးပြတ်သားဖို့လိုတယ်လို့တရုတ်ဘက်ကဆိုပါတယ်။အမေရိကန်ကစွန့်နှွေးကျင်တယ်ဆိုရင်ဒီလိုလုပ်ဖို့ယုံတာမှုရှိတယ်ဆိုတာပြတ်သားသင့်ပါတယ်။မာယွန်းရဲ့လောက်ရက်တွေကို ပြပြစင်ဖို့အသင့်ရှိရမယ်တဖက်သက်ချမှတ်ထားတဲ့အကောက်ခွန်နှုတ်ရတွေပယ်ဖြတ်ပေးရမယ်လို့တရုတ်ဘက်ကဆိုပါတယ်ဖြစ်လာနိုင်တဲ့ဘယ်ဆွနုပွဲမဆိုဘယ်ညီနိုင်မှုမဆိုအမေရိကန်ကသူတဖက်သက်ချမှတ်ထားတဲ့အခွန်နှုတ်ရမပြင်ဘူးဆိုရင်ဒါဟာအမေရိကန်ကလုံးလုံးမယိုးသားတာပဲဖြစ်ပါတယ်နှစ်ဖက်ကြားပြန်လည်ယုံကြည်မှုကိုပိုလို့တော့မှအထူးခက်ပျက်စီးစေလိမ့်မယ်လို့ဝန်ကြီးဌာနကဆက်ပြောပါတယ်ပြောတာကတခုလောက်တာကတခြားဆိုရင် ဒါမှမဟုတ်ဆွေးနွေးပွဲရောက်ဆောင်ပြီးအချက်ကန်ချင်းချမှုစူးစမ်းမယ်ဆိုတော့ဖြစ်မှာမဟုတ်ဘူးလို့တရုတ်ကုန်သင်းရောင်းဝယ်ဦးကြီးဌာနကပြောပါတယ်။ပုံပေါ်မြင်ပါတဲ့ခွန်နဲ့နိုင်ငံလိုက်ချမှတ်တဲ့ခွန်လုံးတွေရှောင်ရှားနေဖို့ဝါရှင်တန်နဲ့ကွန်ဘေးသဘောတူညီချက်ရဖို့နိုင်ငံအများပြောက်ကိုရ60ချိန်ပေးထားပြီးဇူလိုင်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ဒါပေမဲ့လိုအပ်လာရင်ကွန်မရေးစစ်ပွဲကိုခါးတီးတဲ့ဆုံးသက်ထိတိုက်ခိုက်တော့မယ်လို့ဘေကျင်းကဂရီးပြပြောထားပြီးနိုင်ငံကြိုင်ဝန်ကြီးဌာနကအခုပတ်တည်းဆိုရှယ်မီဒီယာမှာတင်ထားတဲ့ဗီဒီယိုမှာလည်း ဘတော်မှဒုမထောက်ဘူးလို့ကတိပြုပြောထားပါတယ်။ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလောကရန်တရားများကြောင့်တရုတ်စီးပွားရေးထိခိုက်ခဲ့ရကြောင်းကိုတော့ဝန်ခံထားပါတယ်။ပိုကုံကကာလာကြာရှည်မိခိုခရရတဲ့စီးပွားရေးကြောင့်နိုင်ငံသားကိုမျက်နှာမူလောက်ကန်ရတဲ့လုပ်ငန်းတွေအခက်အခဲနဲ့ရင်ဆိုင်ရကြောင်းတရုတ်ဘက်ကဝန်ခံထားပါတယ်။အခုပတ်တွင်ရရှိတဲ့စီးပွားချက်လိုက်ရဆင်းအောင်ထုတ်လုပ်မှုတွေဟာအီဘီလာတွင်ကျင့်ဝင်သွားပြီးဒီလိုဖြစ်ရခြင်းဟာကမ္ဘာစီးပွားရေးမှာကြီးမားတဲ့အပြောင်းအလဲကြောင့်ဖြစ်ကြောင်းပေကျင်းကဆိုပါတယ်။ အကောက်ခွန်နှုန်းနဲ့ကြီးကျယ်ပြောင်းလဲမှုသွားပြီးတတော့ရိုက်တင်မှုခဲ့ကြခြင်းကြောင့်တရုတ်ဘုတ်ကွန်ပမာနာဟာမလမှာစနစ်ရခိုင်နှုန်းကျော်ခုန်တက်သွားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဂျေရုဆလင်တောင်စောင်းများပေါ်မှာတောင်မီအေကငါးတော်မီလောင်ပြီးနောက်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ AP 30နေကရက17လောက်ကျန်ခဲ့တဲ့အစ္စရေးနိုင်ငံဂျေရုဆလင်မြို့စင်ရက်ကွက်ဒီနက်ကလေးရဲ့တောင်စောင်းများပေါ်မှာတောင်မီကိုနိုင်30ကြာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းအစ္စရေးမီဒီယာနဲ့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေကတည်ပြပါတယ်။တောင်မကျောင်းမြေက9ရောက်မီလောက်ပျက်စီးပြီးဂျေယုစလင်မှာတဲလပစ်မြို့ကိုသွားတဲ့ဝေးပြလက်မတွေပေါ်မှာမိမိတို့တဲ့အတွက်ဒါဇင်နဲ့ချီထားရခဲ့ရတဲ့ကားတွေမီလောက်ပျက်စီးခဲ့ပြီးလေရင်ရဟိတ်များပါအပူတပြေးမိငိမ့်တက်ခဲ့ရပါတယ်။အစ္စရေးဝန်ကြီးနေတာညာဟုတ်ကတော့ကျောင်းသားတွေနဲ့မီလာတရနဲ့တွေ့ဆုံမှုမှာတော်မီရှုမှုမှာတန်တရားတရားခံ18ဦးဖမ်းထားပြီးဒီမှာမေရှုနေစင်မှာပဲဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်တဲ့ဒူးချင်းဟာအကြောင်းလို့ပြောဆိုထားပါတယ်။ဒါပေမဲ့ Isetim Radio ကတော့မိလောက်မှုဖြစ်စဉ်စုံစမ်းနေပြီးတော့တမရပြောဆိုတဲ့လှုပ်ချက်မျိုးရှုသူအများပြားရှိတယ်ဆိုတာဟာမှားယူပြီးသုံးဦးသာဖန်ထားပြီးဒူးဦးကသာတော်မီရှုမှုတန်တရာရှိသူဖြစ်ရှိကြောင်းလက်ရှိဘယ်ရည်ရွယ်ချက်နဲ့တော်မီရှုတယ်ဆိုတာတသက်တွေရှာမတွေ့နိုင်သေးဘူးလို့ဆက်လက်ထုတ်ဖော်ပြောပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ တောင်ကိုရီးယားယာယီသမရာယာလူကနှုတ်ထွက်သွားပြီးရွေးကောက်ပွဲမှာရှင်ပြိုင်မယ်လို့ကြေညာပါတယ်။တောင်ကိုရီးယားယာယီသမရာဟန်တာဆိုဟာယာလူကနေနှုတ်ထွက်ခဲ့ပြီးလာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်သွားမယ်လို့ကြေညာခဲ့ပါတယ်။တောင်ကိုရီးယားဆရာဝန်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ဟန်တာဆိုဟာအရေးပေါ်ဆေးထုတ်ရေးကြေညာတဲ့မင်းကြောင့်ယာလူကဖယ်ရှားခံရတဲ့သမရာဟောင်းယောင်စိတ်ကိုကိုစားယာယီသမရာဖြစ်တောင်းယူထားခဲ့သူပါ။သူကလည်းအဲဒီကိစ္စနဲ့ပတ်သက်လို့တိုက်ခိုက်နေရဆွဆွဲပြစ်မှုခံရပြီး ရာလူကလည်းယာယီဆိုင်ငံ့ခဲ့ရပေမဲ့တောင်ကိုရီးယားဖွဲ့စည်းပုံခြေလှမ်းမှုတွေခုံရုံကဟန်ဒါဆိုမှာပြည့်မရှိကြောင်းဆုံးဖြတ်ပြီးယာယီသမရတာဝန်ပြန်ပေးရခဲ့ပါတယ်ခုတော့ဟန်ဒါဆိုဟာဆိုရတာဝန်တွေကနေနှုတ်ဖက်ပြီးဇွန်3ရွေးကောက်ပွဲမှာပေါ်ဝင်ရှင်ပြိုင်မှုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်မေလာတရနေ့ဟာတောင်ကိုရီးယားရဲ့ရှုပ်ထွေးနေတဲ့နိုင်ငံရေးအခြေအနေကိုပုံမှုလှုပ်ခတ်လာစေပြီးရွေးကောက်ပွဲနိုင်ရဖို့အလားအလာအကောင်းဆုံးသမရလောင်းဟာရွေးကောက်ပွဲဥပဒေကိုဖောက်ပြကြောင်းဆွဆွဲချက်အတွက်ပြည်လဲအစစ်ဆေးခံရဖို့ တရားရုံးအမိန့်နဲ့ကြုံတွေ့ခဲ့လို့ဆိုရဖွဲ့မှလည်းဟန်တဆိုးပဝင်အရေးပါသူနှုတ်နှုတ်ခတ်သွားပါလေ။ရာဇသမားနဲ့ဝန်ကြီးချုပ်တော်ဝန်ကနေနှုတ်ခတ်ချိန်မှာဟန်တဆိုးကရွေးကောက်ပွဲပဝင်ရှင်ပြနေခြင်းကိုအရေးမှအမှတ်ချက်ပေးပါလေ။သူဟာပုံမူတီမားတဲ့တာဝန်တွေထမ်းဆောင်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။မေလာနေနေမှာရုပ်မြင့်တရားတစ်စင်းမေကွန်ပြမဟာတဆိုးကသူရဲ့ချစ်မြတ်နိုးတဲ့တောင်ကိုရီးယားနိုင်ငံအတွက်ပြည်သူတွေအားလုံးအတွက် စွမ်းနိုင်သမျှအားလုံးပေးဆက်ဖို့ရည်ရထားနေပြပါတယ်။ဒါကြောင့်သူဟာရွေးကောက်ပေါ်မှာပြည်သူတွေယုံကြည်ရွေးချယ်တာခံရအောင်အစွမ်းကုန်စူးစမ်းတော်မယ်လို့လည်းကြေညာပါတယ်။အသက်85နှစ်ရှိပြီဖြစ်တဲ့တောင်ကိုရီးယားဝါအရေးဆုံးနိုင်ငံရေးသမားကြီးဟာတမန်ဟောင်းရောင်စေယူကြောင်းလူကြိုက်နေနေတဲ့ပြည်ပပါဝါပါတီကိုဦးဆောင်ပြီးကွန်ဆာဗေးတစ်အင်အားစုတွေကိုစီယုံတော်မယ်လို့ယုံကြည်ရပါတယ်။ ူရဲ့အဓိကပြင်မြင်ကတော့ယူကော့ဘွယ်မှာအနိုင်ရဖို့ရှေ့ဆုံးကရေးပန်းစားနေတယ်လီဘရယ်သမရလောင်းလီဂျင်မျိုးဖြစ်ပါတယ်လီဂျင်မျိုးဟာယူကော့ဘွယ်ဥပဒေချိုးဖောက်မှုရှိတယ်ဆိုတဲ့ဆွဆွချက်ကနေစိုးမျိုးတော့တရားဝင်ဆုံးဖြတ်ချက်အရာတရားသည်လွတ်မြောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတရားဝင်ဆုံးဖြတ်ချက်ကိုမေလတရနေ့မှာ တောင်ကိုရီးယားတရားဝင်ချုပ်ကပြန်လည်ပယ်ဖြတ်လို့ယူကော့ဘွယ်မတိုင်ခင်ဖြားများနေအောင်မှာဖြစ်ပါတယ် ဟန်တဆိုးကတော့ library of conservative ဂျာမန်ဘာလေးစားခံရတဲ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီးပါတီနှစ်ခုကအတီးတီးတောင်းယူတဲ့ဆိုရတဲ့လက်ထက်မှာဘန်နာယူဝန်ကြီးကုံသွယ်ယူဝန်ကြီးဝန်ကြီးချုပ်အမေရိကန်နိုင်ငံဆိုင်ရာတောင်ကိုရီးယားသံအမတ်ကြီးအဆရှိတဲ့ထိတ်တဲရာသူတွေကိုထမ်းဆောင်ပို့ခဲ့သူလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရှာရူကလည်းထုတ်ပယ်ခံရတဲ့ခိုင်းရဲ့မြို့သားလုံးချုပ်ကြီးဂျန်ပေပုတ်ကို My Watch ကိုထွန်းကကုလသမဂ္ဂရာထူးအတွက်အမည်စင်းတင်တယ်လို့သိရပါတယ် စကနဂရုချက်တဲ့ကိုတရင်အဒီတာတို့မှာထည့်ခဲ့တဲ့ဖြစ်စဉ်ကနေစီအေးချက်လက်အစည်းအဝေးပေါ့ကြားခဲ့တာတောင်းယူတဲ့အနေနဲ့ထွန်းရမျိုးသားလူကြုံချက်မဘက်ကိုမိုင်းဝါစီယာလူကလည်းနှုတ်ထွက်ရပြီဖြစ်ပါတယ်ဖလော်ရီဒါမီနယ်လွတ်တော်မှာဟာမိုင်းဝါစာထွန်းရဲ့တကြောပြန်ဒုတိယသမ္မတတန်တွင်အင်ဖီရိုကထုတ်ခွာခဲ့ရတဲ့ပရမောဆုံးစင်မြေရရှိဖြစ်ပါတယ်သူကိုထုတ်ပယ်လိုက်ပြီးလို့တရားဝင်ကြေညာပြီးနောက်မှာပဲတမန်ထရန်ကသူ့ရဲ့လူမှုကွန်ရက်ဆက်မျက်နှာကနေမိုင်းဝါစီရဲ့နိုင်ငံအတွက်ဆွမ်းဆောင်ခဲ့မှုကိုကျေးဇူးတင်ပြီး သူကအမေရိကန်ရဲ့ထိပ်တဲသက်တမ်းဖြစ်ဆက်တောင်းပေးမယ်လို့ထုတ်ဖော်ပြောပါတယ်။အရိယာတို့ကကုလသမဂ္ဂဆိုင်ရာအမေရိကန်မြေရဲတာဝန်ကြီးယာတို့ဖြစ်ပါတယ်။လက်လက်သွားတဲ့မျိုးသားလိုချင်ကြံပေးပုံကူနေရောတက်ရှိနိုင်ငံခြားရေးဝန်ကြီးမကိုရူဘီယိုကယာယီတာဝန်ယူအပ်မယ်လို့ထံကဆိုပါတယ်။ထီလွယ်ရှားလွယ်စီးရေးစီမံရေးဆွေးနွေးနေတဲ့စကနယ်ဂရုချက်တဲမှာတရင်သမားတို့ကိုမှားရွေးထဲတဲ့ဖြစ်စဉ်ဟာတော်တော်လေးကိုဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်ကုလသမဂ္ဂရလူတွေအတည်ပြုကြတော့မှုတွေမှာလည်းထိုးနှမှုဖြစ်လာနိုင်ပြီးနိုင်ငံရေးအရှက်ရပွဲရှိပါလေ။စစ်ပြပြမှာ uniform ဝတ်ပြီးနိုင်ငံတော်ဝင်ထမ်းဆောင်ချိန်တော့ဆိုလို့ Congress မှာတာဝန်တွေထမ်းဆောင်ခဲ့တဲ့ချိန်ဒီကျွန်တော်ရဲ့မြို့သားလူကြုံဂျမ်မီမိုင်းဝတ်စ်ကကျွန်တော်တို့နိုင်ငံရဲ့ကြိုးစည်းပွားကိုဦးစားပေးကြိုးစားခဲ့ပါတယ်လို့ထင်ကချီးပါလေ။သူရဲ့ထန်ကန်တော့တင်မှာလဲသူဒီလိုပဲစွမ်းဆောင်လောက်ကင်မယ်ဆိုတာကျွန်တော်သိတယ်ဆိုပါလေ my words ဘက်ကတော့မြင်များဆဆမပြောပဲတမနာနဲ့ american နိုင်ငံသားတွေအတွက် ကျွန်တော်တာဝန်ကိုဆက်ထမ်းဆောင်ခွင့်ရလို့ကိုယ်ယူမိပါတယ်လို့ရေးပါတယ်။တကယ်တော့ my words ဟာလေးစားခံလူတစ်ပွဲစစ်ပြန်ဟောင်းဖြစ်တယ်လို့ Marco Rubio လိုပဲ Florida ပြည်နယ်ကိုစားပြု Congress တော်မှဖြစ်ပါတယ်။ခန်းက my words ကိုကုလသမဂ္ဂတာမတမန်ဖြစ်ခံဖို့ကြာသပတေးနေ့နောက်ပိုင်းကအဆုံးဖြတ်ခဲ့တာဆိုပါတယ်။ဒါအပြင် my words pressure ခံတာဟာ signal ပြဿနာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။အင်ဂျီနီယာရဲ့ကြောင်းပြချက်မှာ MyWorks ရဲ့အမျိုးသားလုံခြုံရေးကောင်စီဖွဲ့ဝင်နှန်းချုံဟာလုပ်ငန်းတာဝန်တွေကို ကောင်းစွာစီမံခန့်ခွဲနိုင်တာမျိုးမရှိဘူးဆိုတဲ့ညင်ပေါ်မှုတွေရှိနေပါလေ။ထန်းက my watch ကိုပုံကိုရေးရလေးစားခင်မင်းရေးဆွဲရှိတာကြောင့်သူ့ကိုအစင်းမြရာတို့တစ်တခုဖန်ပြီးပေးပြီးအငင်းတော်ဆုံးနီးလန်းနဲ့ချင်းကက်ခဲ့တယ်လို့ဆိုပါလေ။ my watch ဟာထက်လက်တော့မှာအဲ့ဒီရာတို့အတွက်အတီးပြုတ်ခန့်အပ်ချက်ရနိုင်ဖို့အတော့ကိုရုံးကန်ရဖို့ရှိနေတယ်လို့ထန်းအစိုးရကအကြံပြုတ်တတိပေးထားတယ်လို့ဆိုပါလေ။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ အိန္ဒိယဟာပါကစ္စတန်လေယာဉ်တွေကိုလေကြောင်းနဲ့နှမိတ်ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ပါတယ်။ပါကစ္စတန်လေကြောင်းလိုင်းများမှလေယာဉ်များလေကြောင်းနဲ့နှမိတ်ဖြတ်သန်းခွင့်မေ23ရက်ပိတ်ပင်ကြောင်းကြေညာပါတယ်။ဘာဟာဂန်ကြံဖတ်တက်ခတ်မှုပြီးပါကစ္စတန်ကလေကြောင်းဖြတ်တန်းခွင့်ပိတ်ပင်ခဲ့မှုပေါ်လက်တော့မြန်နေနေတဲ့အိန္ဒိယကလည်းပါကစ္စတန်လေကြောင်းလိုင်းတွေကို၎င်းတို့ရဲ့လေကြောင်းနဲ့နှမိတ်ဖြတ်တန်းခွင့်ကိုမေ1ကစပြီးမေ23အထိပိတ်ပင်ခြင်းဖြစ်ပါတယ်။အိန္ဒိယအထက်ကက်စမီးယားမှာ AB22 ကဖြစ်ခဲ့တဲ့အကြံဖတ်တက်ခတ်မှုဟာ ပါကစ္စတန်လို့ရဆိုပြီးအိန္ဒိယကဆွဆွဲနေပါတယ်။ဒါကြောင့်အပြန်အလှန်လက်စားချေမှုတွေဖြစ်နေတာပါ။ပါကစ္စတန်ပြည်ဆိုင်ရာလေကြောင်းလမ်း PIA ပါဝင်ပါကစ္စတန်မှစစ်လက်မှုလိုင်းအားလုံးမေ1မှမေ23အထိပိတ်ပင်ထားမယ်လို့ဆိုပါတယ်။လေယာဉ်မှုတွေအတွက်အတိပေးအကြောင်းကြားစာထုတ်ပြန်ခဲ့ရမှာပါဝင်ပါတယ်။အဲ့ဒီပိတ်ပင်မှုကခုခါအသက်ဝင်နေပြီဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံကအိန္ဒိယလေကြောင်းလိုင်းနဲ့အာလေကြောင်းနဲ့ပိတ်ပင်ခဲ့တဲ့အချိန်မှာအဓိကနိုင်ငံတကာလေကြောင်းလိုင်းများကြီးကြပ်နှောင့်နှေးခဲ့ကြအောင်အိန္ဒိယမှာ မေရိကဥရောပဘဟုအရှောင်းနဲ့အရှေ့လက်ပိုင်းကိုပြန်တန်းတဲ့လေယာဉ်များမှာပုံမဝေးကွာတဲ့လက်ကြောင်းတွေကိုအသုံးပြုခဲ့ရတယ်ဆိုပါတယ်ဒီလိုဖြစ်ပေါ်မှုကြောင့်ပြန်တန်းချိန်ပုံမကြာမြင့်ခဲ့ပါတယ်လောင်စာဆီသုံးဆမှုပုံမများပြားလာပါတယ်နောက်ဆက်တွဲဆိုကြွတွေဖြစ်ပေါ်စီပါတယ်ခုကအိန္ဒိယဟာပါကစ္စတန်မှာတင်မောင်းတွေကိုလည်းသူတို့ရဲ့စစ်ကံတွေမှာဆိုက်ကဟုတ်တားမြစ်သွားဖို့စဉ်းစားနေတယ်လို့သိရပါတယ်နောက်ထပ်တင်မောင်းပြောချင်ပါတယ်အမြောက်ကိုကြီး82ရာခိုင်နှုန်းကြာဆင်းသွားတဲ့ Tesla ဘုတ်ဖွဲ့က Elon Musk နဲ့အစားထိုးဖို့စီစဉ်နေပါတယ် ဒေါ်နယ်ထရန့်ဒုတိယချန်ပီယံအမေရိကန်သမ္မတဖြစ်လာစေဖို့အဓိကအနေနဲ့ငွေအားလိုအားစိုက်ထုတ်ခဲ့တယ်လို့သမ္မတဖြစ်လာပြီးနောက်မှာအမေရိကန်နိုင်ငံရဲ့ဒီမိုကရေစီနဲ့လူသားချင်းစာနာမှုစံပြုမူဝါဒအလုံးကြီးပါပြင်ဆင်ရမှာအတိုင်းပင်ခံဖြစ်ဥဆောင်ပောင်းခဲ့တဲ့အီလွန်မတ်ဆက် CEO ရာထူးနေရာအစားထိုးဖို့တက်စလာလျှက်စက်ကကမ္ပဏီဘဟုဖွဲ့ကစီစဉ်နေတယ်လို့သိရပါတယ်။အီလွန်မတ်ဆာနိုင်ငံကကူညီထောက်ပံ့နေတဲ့ agency တွေကိုရပ်ဆိုင်းဖြတ်သိမ်းခြင်း၊နေပြည်တော်ဒီမှာနိုင်ငံဝန်ထမ်းများစွာထုတ်ပယ်ခြင်းမှာအဓိကဆုံးဖြတ်တဲ့ ဒီ OGE ဌာနကြီးကတောင်းယူခဲ့သူပါတနင်္ဂနွေလုံးတိုက်တာနဲ့လဲဆန္ဒပြခံရမှုတွေကြုံနေရသလိုတက်စလာလုပ်ငန်းရဲ့ကားလေးကိုလည်းနိုင်ငံတော်ကပြစ်မှတ်ထားဖျက်ဆီးတိုက်ခိုက်ခံရပါတယ်ပြီးကြဲလာကအီလွန်မတ်ဆာမိမိထူထောင်ထားတဲ့တက်စလာကုမ္ပဏီအများဆုံးများစွာကြာဆင်းနေပြီဖြစ်ရာထရန့်ဆိုရရဲ့ဒီ OGE တောင်းဝန်များဘက်လုံးဝမလဲတော့ပဲကုမ္ပဏီလုပ်ငန်းဘက်ပြန်ဦးလှည့်မယ်လို့ပြောပါတယ်ဒါပေမဲ့အခုနှစ်အတွက်တက်စလာကုမ္ပဏီရဲ့အများဆုံးဟာ 87ရာခိုင်နှုန်းထိအားအသင့်ပွဲကျဆင်းသွားပါတယ်။ရှင်အားရှင်ရဲ့ဘုံဖော်ပေါ်ရပြီးခဲ့တဲ့လအတွင်းအလိုမက်ဆီရဲ့ CEO နေရာမှာအသင့်တော်ဆုံးလူပေါ်အစားထုတ်ဖို့ရှာဖွေနေပြီလို့ The Wall Street Journal ကဖော်ပြပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ဆူနာမီတိုက်ခတ်ချိန်မှာဒီမျိုးသမီးတွေဟာသူ့အသက်ကိုစတေးပြီးလူထောင်ပေါင်းများစွာကိုကယ်တင်ပေးခဲ့တယ်ဆိုပါလေ။2011ခုနှစ်ကဂျပန်ကိုဆူနာမီလိုင်းလုံးတွေတိုက်ခတ်တော့မဲ့ချိန်မှာ မြန်မာဝန်ထမ်းမြို့သူငယ်ဟာသူမအသက်ကိုစနေပြီးလူတောင်းချေအသက်ကိုကယ်တင်ပေးတော့ပါတယ်၂017မလောက်စတိအနေကဆူနာမီလှိုင်းလုံးကြီးတွေတလိမ့်လိမ့်တက်လာချိန်မိကိုင်းအန်ဒိုဟာကပေးစီမံခန့်ခွဲမှုဌာနတရှိရာတုံးတက်အဆောင်ကနေသတိပေးချက်တွေထုတ်လွှင့်နေပါတယ်မိကိုင်းအန်ဒိုအမည်ရှိတဲ့မြို့သူငယ်တွေဟာဆူနာမီလှိုင်းနဲ့ဝင်ရောက်တိုက်ခတ်တော့မယ်ဆိုတာသိနေပါလျက်မြို့အတွင်းရှိနေထိုင်သူတွေဘေးလွတ်ရာကုန်မြင့်ကိုရွှေ့ပြောင်းကြဖို့သတိပေးချက်တွေကျင်းပပါတယ် နောက်ဆုံးမှာတော့လှိုင်းလုံးကြီးတွေဟာသူမရှိနေတဲ့အဆောင်အုံကိုပြင်းထန်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးသူမရုပ်လုံးကိုတော့ AP23 မှာပြန်လည်တွေ့ရှိခဲ့ပါတယ်။ခင်းပြတ်တဲ့သူမလို့ရဟာလူထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။သူမလို့ရအတွက်အခုတတိတော်မှာဂျပန်နိုင်ငံမှာချီကျူးဂုဏ်ပြုနေတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတွေပြောချင်ပါတယ်။ မှုရနံပါတဲ့ e-secret တွေဟာကုသမရတဲ့အစုပ်ထိခိုက်မှုထိဖြစ်စေနိုင်တယ်ဆိုပါလေ။မှုရနံပါတဲ့ e-secret ကိုတုံးနှံကြတောက်ခဲ့တဲ့ American လူငယ်တူဟာ Pokemon Lunch အစုပ်ရောကခံစားပါလေ။အစုပ်ရဲ့သင်ငယ်သောလူဝင်ပေါက်တွေမှာအမာရွဖြစ်ကြံခဲ့တဲ့ခြေနေကြောင့်နန္ဒရှိချောင်းဆိုးချင်းအာယံကုန်ခန်းမော်ပန်အသက်ရှူရခက်ခဲအဆရှိတဲ့ရောဂါလက္ခဏာတွေခံစားရစေပါလေ။ အရင်ကပြောင်းမှုပေါက်ပေါက်ဆိုင်မှာလုံလုံသူတွေခံစားရတဲ့အဆုတ်ရောဂါဖြစ်တာကြောင့်ပေါက်ကွန်လန့်လို့ခေါ်တာဖြစ်ပြီးယနေ့ခေတ်မှာတော့ယနေ့ပါတဲ့ e-secret တွေမှာပါတဲ့ဒါနုပစ္စည်းတွေကြောင့်အလားတူမျိုးခံစားရနိုင်တယ်လို့ကျွန်မရဲ့ပညာရှင်တွေကဆိုပါတယ်ရှင်နံပစ္စည်းများပြားဟာစားသုံးနိုင်ပေမဲ့အပူပေးပြီးရှူသွင်းတော့ခန္ဓာကိုယ်ကစစ်ထုတ်ပေးနိုင်ခြင်းမရှိလို့အဆုတ်နဲ့သွေးကြောထိခိုက်စေနိုင်ပြီးအဆိပ်သွင်းစေနိုင်ပါတယ်။ လူငယ်တွေကျမရင်နှံပါတဲ့ဖေးတောက်သွုံမှုမြင်မာလာပြီးကျမရင်အနေနဲ့စိုးရိမ်ရတဲ့အခြေအနေရှိတာကြောင့်စီမင်းပိုင်းဆိုင်ရာထိန်ချုပ်မှုတွေလုပ်ဖို့အရေးကြီးလို့နေပြီးလို့ကျမရဲ့ပညာရှင်တွေကထောက်ပြပါတယ်။